ကျွန်တော်ကစာရေးဆရာမင်းကြည်လိုင်လာခေါ်တာကြောင့်ကြံရင်ဖះမှာအဋိဌံစကန်းဝင်နေတဲ့အဘဦးအောင်ကြီးရှိရာကိုရောက်သွားခဲ့ပါတယ်။အဲဒီချိန်ကကြံရင်ဖះအရှိတ်ဘက်မှာလဲရှီအောင်ကိုတော်ပြေဖះဟောင်းနေဂဝန်ရုပ်ပွားတော်တွေဂဝန်တိန်တော်ကြီးပါပေါ်တော်မူနေပြီးတော့အကျော်စရာဖြစ်နေခြင်းဖြစ်ပါတယ်။အဘဦးအောင်ကြီးနဲ့တွေ့တဲ့အခါမှာတော့အဘကနောင်လာနောက်သားတို့မစင်မကျင်မလုံးမိစေရန်အတွက်အလွန်စမ်းကြယ်လာတဲ့သူ့ဘဝကိုရိဇလန်ကိုအောက်ပါတိုင်းပြောပြခဲ့ပါတယ်။ကျုပ်တို့ကာလာသားရွေဟာမြမပြေတဝန်းကြော်ကြားခဲ့တဲ့တပောင်တစ်ခုပေါ်ခဲ့တယ်ကိုညုံမရဲ။အဲဒီတပောင်ကဘာလဲဆိုတော့ ရက်တဲ့ကြာငါးတင်တင်နဲ့ငါကြောင်စား ကြံတဲ့ငါဖះကယ်မယ်တဲ့နောက်တပောင်တစ်ခုကတော့ဓာတ်ပောင်းဖះတီဆိုင်ထားမြို့ရွာအမြန်အေးလက်တန်းတဲ့1249ခုနှစ်တဇောင်မိုးလဆုပ်ရှိရနေမှာကျုပ်တို့ရဲ့ဘရင်တီဘောမင်းကိုအင်္ဂလိပ်ကနိုင်ငံကိုပါအတင်းအဓမ္မတင်ပိုက်ပြီးတော့ယဒနာဂီရီကိုအကျဉ်းသားဖြစ်နေဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်ကွယ်အဲဒီချိန်အားစပြီးတော့တတိုင်းပြည်လုံးထီချိုစီးပေါက်လို့သာသနာတော်ပါပျောက်ွယ်လို့နေနေဖြစ်ခဲ့ရတယ်ဒါနဲ့သာသနာပြုပုဂ္ဂိုလ်အသီးသီးတို့ဟာအချင်းချင်းညီနိုင်တိုင်ပင်ကြပြီးတော့ ော့ဖះရှင်ရဲ့သာသနာတော်မြတ်ကိုဝါရကြားမင်းရဲ့လက်အောက်မှာကြွယ်ပြောက်မသွားစေဖို့အတွက်သာသနာပြုအဖွဲ့အသီးသီးကိုကိုနီးကိုဟန်နဲ့တီထောင်ခဲ့ကြတယ်။အဲဒီအချိန်မှာတပောင်တစ်ခုပေါ်လာပြန်ရောဟေးဖះလေးငငယ်ကိုးတောင်ပြည့်တယ်ငဲသားငယ်ကဲစေမဲ့ဖះဓာတ်ကောလီ30ကူအောင်ွယ် ဖူးကြအများဆိုတဲ့တပောင်ပဲကွယ်တိုင်းပြည်မှာပလူပြောင်းကိုကြော်နေတဲ့အချိန်ပေါ့အဲ့ဒီချိန်ကစပြီးတော့မြန်မာပြည်နဲ့ကိုးရောင်ပြည်စီတွေတည်ကြပြီးတော့သာသနာအကျိုးကိုလုံပန်းခဲ့ကြတာဘာသာသာသနာအထွတ်ရှေဖွံ့ဖြိုးခဲ့ပါရောလားမောင်ရဲမြို့ရွာအနက်မှာဇေဒီအစ်စ်တွေတည်ကြသလိုရှေးအောင်ဇေဒီပထိုးတွေကိုလည်းဖော်ထုတ်ပြုပြင် ကုသိုလ်ပြုခဲ့ကြတယ်ကွယ်ပြောရလို့ရှိရင်ဘာသာရေးကိုအမိပြုပြီးတော့စီလုံးခဲ့ကြတယ်ပေါ့ကွယ် အရင်ချိန်တော့ကကျုပ်ကလာတာပေါ့ကျုပ်ကအရက်သမားကြက်သမားပါကျုပ်ရဲ့ဒီပါရဲ့မိုက်ခဲရဲ့စိန်ကြီးရဲ့ဆိုတာကြိုင်ရင်ရွာမှာနာမည်ကြီးတဲ့လူပေလူတေတွေပါရိုက်ရမလားနှက်ရမလားလူရမလားရွာမနိုင်သားတွေမလို့အရက်ချက်တဲ့နေရာမှာမိုက်ကြီးခွဲလိုက်ဖဲဝိုင်းလုတ်တဲ့နေရာမှာမိုက်ကြီးလိုက်ခွဲလိုက်အရက်ကိုမိုးလင်းအောင်တောင်းအိတ်ကျင်တဲ့အရက်မှာအိတ်စားကျင်တဲ့အရက်မှာစားနွားခိုးကြက်ခိုးအမျိုးမျိုးစိုးကြတဲ့သူတွေပေါ့ကွယ်ကျုပ်ထက်ဟိုကောင်၃កောင်ပူမိုက်တယ် ရန်ကားတယ်တနယ်လုံးရဲ့အော်ကျော်လန်စီးရင်မှာထိတ်ဆုံးကနံပါတ်1တည်းကြီးပဲတကြီးလက်လန်တဲ့လူတွေဆိုတော့ရွာသားတွေကတော့ပြောမနေနဲ့ပေါ့မျက်မုံးကြိုးကြတာပေါ့ဗျာတနေ့ကျုပ်တို့ရွာမှာ900မြေစီတီထီးတင်မွေလောက်တယ်ဗျာ စုခဲ့တယ်လို့ပါပဲအမျိုးမျိုးအရွာရွာမှာကိုးတော်မြေစီတီတွေအနက်တဲနေတဲ့အချိန်ပေါ့တရွာလုံးဖျားစီတီထီးတင်ပွဲမှာလုံမှန်းကြတယ်ရွာဆိုင်းဝိုင်းမှာထဲတော့အကအခုံနေနဲ့ကိုးတော်မြေစီတီတော့ထီးတင်ပွဲကစီကားလာတဲ့ပေါ့ဗျာညဘက်ကျတော့ရုပ်သေးပွဲကပါလိုက်သေးတယ်တကြီးကပွဲဝင်တဲ့နေမှာကျုပ်ကိုခေါ်ပြီးတော့မြစ်တာရက်ခံတယ်အဲ့ဒီမှာခေါင်းဆောင်ကဒီပါလေဒီပါမင်းတို့စီကငါအကူအညီတခုလိုချင်တယ်ကွာဒီပါကလည်းခတ်ထွေထွေလေးနဲ့ ဘာအကူညီလဲတကြီးဟာကျုပ်တို့အချုပ်ထဲပို့ဖို့အကူညီလားဟာမင်းကတော့လှုပ်တော့မယ်ကွာဖះတီးတင်ပွဲမှာရုတ်သေးပါမယ်ဆိုတော့ရွာပေါင်းစုံကလာကြည့်ကြမှာလေကွာအဲ့ဒီမှာမင်းတို့ပွဲထိန်အနေနဲ့ဝိုင်းကူကြဖို့ပါဗျာ ကျုပ်တို့ကပွဲတင်းဟုတ်လားခမားစင်ကောင်းနေကိုဝင်ကောင်းနေအောင်ဘယ်ရောက်နေလို့လဲဗျသူတို့လည်းပါမှာပေါ့ကွာမင်းတို့ကအဲဘယ်လိုပြောရမလဲကွာရွာမှာဩဇာညောင်းတဲ့ကာလာသားတွေဆိုတော့သူများရွာလာမကျေရဲအောင်ရံမဖြစ်ရအောင်မပွဲမပြတ်အောင်ထိမ့်မေးရမှာပေါ့ကွာမင်းတို့ကာလာသားတွေနဲ့ငါတို့အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ကြလို့ရှိရင်ပူမကောင်းလာမောင်းဒီပါရာ တကြီးကအဲ့လိုဆိုလိုက်တော့ဒီပါတို့ကလည်းရှေ့တန်းတင်လူရသွင်းခံလဲရတော့ဘဝင်မြင့်သွားခဲ့တယ်။တသက်နဲ့တကူတကြီးကိုသားဆောင်ဒါမျိုးတစ်ခါမှမပြောခဲ့ဘူးပေါ့။အချုပ်ထဲရောက်ရှိရေးကိုသာကြိုးပမ်းတဲ့တကြီးပါဗျာ။အဲ့လိုလှုပ်တဲ့အတွက်အကျိုးအမြတ်ကကျုပ်တို့ကဘာရမှာလဲဗျာ။အကျိုးအမြတ်ကတော့ကုသိုလ်ပဲပေါ့မောင်ရ။ဟာဗျာကျုပ်တို့ကကုသိုလ်မလိုချင်ပါဘူးဗျာ။ ျုပ်တို့လူတာအရက်အရက်ပဲဗျနည်းနည်းပါပါအချမ်းပြေတော့တောက်ကြပေါ့ကွာငါဖန်ပြီးပေးပါမယ်ကွာပွဲဝင်တဲ့ညပဲနော်နောက်နေ့တော့ကျုပ်တို့သဘောတိုင်းပြောမှာပဲအဲ့လိုနဲ့ပဲအပေးယူများသွားပြီးတော့ရုပ်သေးပွဲဝင်တဲ့ပြတူလာစံ14ရက်နေ့ညမှာဒီပါအရက်ကလေးခတ်တွေတွေနဲ့ပွဲထင်းလုပ်ပြီးတော့ဟိုဩဇာပေးဒီဩဇာပေးလုတော့တာပေါ့ကွာ လူတွေကအမြင်ကက်ပေါ့ကွာလူတွေကလည်းအမြင်ကက်ကြပေါ့ကွာတကြီးကပါစားပေးထားတော့မြောက်ကြွားမြောက်ကြွားဖြစ်လို့ပေါ့သူ့အချိန်နဲ့ကျုပ်တို့တွေအားလုံးကလည်းကိုကိုကိုမြို့ပိုင်လိုလိုဘာလိုလိုတောင်ထင်နေကြတာဗျာသူတို့ပြောလို့ရှိရင်တော့အဲ့ဒီညရုပ်သေးပွဲမှာဘာပြဿနာမှမရှိဘဲနဲ့အေးချမ်းချမ်းပဲအောင်မြင်သွားခဲ့တယ်ဗျာတကြီးကလည်းဝမ်းသာလွန်းလို့မိုးလင်းကနေကြတော့303ဆိုပြီးတော့ငွေတရာချင်းမြင်ခဲ့တယ်ဘာပြောကောင်းမလဲကွာအရက်ကိုရှယ်တော့အမီးကောင်းနေစားပြီးတော့ပျော်လိုက်ကြကလိုက်ကြတာလူကိုလွတ်ထွက်နေရပါ အဲလိုနဲ့ပဲအရက်မူမူထူထူနဲ့ကျုပ်တို့လေးရောဖះထီးတင်ပွဲကျင်းပရာကိုရောက်လာခဲ့ကြတယ်။အဲဒီမှာပဲနတ်ရိုးတန်လည်းကြားနေရတယ် စီတော်ဒီးတန်လည်းကြားနေရတယ်လူတွေကလည်းကြက်ကြိတ်ကိုတိုးပြီးတော့စီနေတာပေါ့ဗျာကျုပ်တို့ရောက်သွားတော့ထီးတော်ပန်းရထားဆက်သီးကျိုးနဲ့တင်နေတယ်ဗျာယဟန်တန်ဃာတော်တွေပိတ်ဖြူပုပ်ကိုတွေဥဆောင်ပြီးတော့ယောဂီဝအမျိုးသားအမျိုးသမီးကလေးလူကြီးမကြံကျိုးဆွဲပြီးတော့ထီးတော်တင်နေကြတာဆိုင်းဝမ်းကလည်းအောင်စီတီးလိုက်တမမျက်ရည်ကျလာအောင်ပါပဲကွာနှက်တို့တီးတော်လည်းဝင်ပူးကြအောင်စီတီးတော်လည်းဝင်ကကြနဲ့တခါမှဒီလိုပွဲမျိုးပျော်စရာကောင်းတာမျိုးမကြုံဘူးပါဘူးကွာဖျားစီတီးတင်ပြီးလို့ပန်းရထားလည်းမြေပြင်ကိုပြန်ဆင်းလာရောအဲဒီချိန်မှာ ဲလူကြီးတယောက်ကပရိသတ်တွေကိုပြုံးဝင်နေဆိုပြီးကမူးရှူရုံးနဲ့ဝင်လာတမို့လူအုပ်ကြီးကလည်းလန့်ဖြန့်ပြီးတော့လဲကုန်ကြတယ်ကွယ်ကြည့်လိုက်တော့အဖိုးကြီးတူကွာအသက်က60လောက်ရှိမယ်ပစိုးအဖြူကွက်တော့ညစ်ထေးသေးကြီးကိုဝစ်လုံးပင်နေဖြူတိုက်ပုံအင်ကြီးအနွမ်းရင်ဘတ်ဟပြဲအင်းနဲ့သဘင်ရှိကိုနောက်တွဲထုံထားသေးတယ်ကွာလွယ်ကြီးအဖာတိအဟောင်းကြီးနှလုံးကိုပခုံးထက်မှညာဆလွယ်တိုင်းထားတယ်လွယ်ကြီးတလုံးထဲမှာစောင်းနဲ့တူတဲ့အရာကိုတွေ့ရတယ်ကွာမျက်နာဝိုင်းဝိုင်း မြခေါင်းမွေးရခတ်တူတူနဲ့တောင်ကြီးမြောက်ကြီးမိုးဘော်ကြီးအောက်ကြီးနဲ့လူထုလူဆန်ပုံစံကြီးပါကွာတကူလုံးလဲဂျေးစော်တွေနှံလို့ရေမချိုးနဲ့ဒူပါရက်ကွာပခုံးပေါ်မှာမျက်နှာတုပ်ပွားတစ်ခုလဲတင်ထားသေးတယ်ဝင်လာတဲ့ပုံကိုလဲကြည့်လိုက်ပါဦး တချင်းတပုတ်ကိုအော်ကြီးဟစ်ကျဲဆိုပြီးဝင်လာတာဗျ။သမီးတို့သားတို့ပန်းစင်စရာရွှေမင်းဝန်တောင်ပေါ်ယောဂပန်းချိုးလိုလားအပွင့်ရဲ့ဝါအညာမှာမြရည်လေးပန်းຫນွေကစိဟိန်လိန်ထိမ့်ရပြီးတော့ဟေးအဲ့ဒီလိုငငယ်ရကြားဘူးတဲ့တချင်းကိုအော်ဆိုပြီးတော့ခြေမြောက်လက်မြောက်နဲ့ဝင်လာလို့လူပရိသတ်တွေကြားမှာကမလို့လှုပ်ပါရောလားဗျာ။ ဆိုင်းဝိုင်းကလည်းအဲ့ဒီအချိန်မှာနတ်ဒိုးလိုလိုဘာလိုလိုတီးလုံးနဲ့ပင့်လိုက်တော့ဘာပြောကောင်းမလဲကွာအဲ့ဒီလူကြီးကသူ့တချင်းနဲ့သူစိုးကပြီးတော့ဘာကြတယ်လဲဟေလွယ်ဤတလုံးနဲ့ကိုလက်နိုင်ပြီးတော့ပရိသတ်အပေါ်ကိုဖြန့်ကျဲချလိုက်တာအဘဘာမောင်ကောင်းတစိ့ဆန်လင်းတစိ့ကြက်တန်နေနဲ့ငားကြက်တန်နေပလူကိုပြန်သွားတာပဲယူကြယူကြသားတို့သမီးတို့ရေ ကိုးရောင်ပြေဖျားချက်ချင်းမပြီးဟဲ့ယူကြယူကြဟဲ့ အဲ့လိုမျိုးပါဇက်ကလည်းပြောလွယ်ကြီးတဲ့လဲညာဘက်လက်ကနိုင်နိုင်ပြီးတော့ကျဲလိုက်တယ်ဆိုတာဘာပြောကောင်းမလဲကွာကြလာတဲ့ပတ်စံတွေကိုဝိုင်းလူကြကောက်ကြတာတယုံယုံမဲ့ဟေ လူဒူးကြီးကလည်းကျဲသမတနေရာတဲ့ကျဲတာမဟုတ်ဘူးကွာစောစောကတချင်းကိုအတန်ဝါကြီးနဲ့អော်ဆိုပြီးတော့နေရာအနှံ့လူအုပ်ရှိရာအနှံ့လိုက်ကျဲတာကွာပတ်စံကလည်း night လိုက်တိုင်းထွက်ထွက်လာတာကွာကလေးလူကြီးယောက်ျားမိန်းမမှန်သမျှမရတဲ့သူမရှိသလောက်ပဲဟေးငါတို့တွေလည်းဝင်လူကြတာပေါ့ကွာဒါပေမဲ့မူးနေတော့ငါတို့တွေမရပါဘူးကွာသူများတွေတက်နေလို့ကံကောင်းလို့မသေးရရဲ့အဲ့ဒီအချိန်မှာဒီပါကျုပ်ပခုံးကိုလာပုတ်ပြီးတော့ခက်လန်းလန်းကိုခေါ်သွားတာဗျအောင်းရင်မလာခဲ့အောင်ကွာဘာလို့မလို့လဲဒီပါ မင်းအตาနေစမ်းမှာကွာဝင်မလူစမ်းမှာ ਨੇ ဒါအခွင့်ကောင်းပဲကွာဘလို့အခွင့်ကောင်းလဲဟာရှူတူတူအตาကြည့်နေစမ်းမှာငါစီစဉ်မမယ်ကွာ ဒါနဲ့ပဲကျုပ်တို့လေးယောက်သာပတ်စံကောက်နေကြတဲ့ပရိသတ်ကိုခက်လန်းလန်းအနေခက်ထွေထွေနဲ့ကြည့်နေလိုက်ကြတယ်။အဲဒီချိန်မှာပဲလူထူးဆန်းရကိုရောင်မေစီရီရဲ့မဟာယန်တတိုင်းမော်ကိုခုန်တက်ပြီးတော့လွယ်ဣတဲ့လက်နိုင်လို့ပတ်စံမိုးတွေရွာပြနေတယ်။ပရိသတ်ကလည်းအဘဒီဘက်ကိုကျဲပါအောင်အဘသမီးတို့ဘက်ကိုကျဲပါအောင်နဲ့ကျွတ်ကျွတ်ကိုညံလို့ကွာ။တကြီးကလည်းအခုလိုမျိုးရွှေမိုးငွေမိုးရွာမဲ့သူပေါ်လာတော့အန်အောဝမ်းတာလို့ပေါ်မောင်ရအဖိုးကြီးကလည်းအတန်လာရဘက်တိုင်းကိုပတ်စံနေကျဲနေတာကွာကျဲလို့လဲဝါရောအတန်ဝါရ ကြီးနဲ့တချင်းអော်ဆူလိုက်တယ်ရွှေမင်းဝန်တောင်မော်យូကបန်းឈូលលាအပွင့်ရဲ့ဝါအញ្ញាမာမြာရီလိန်បန်းຫນွေကစိန်ဟိန်လိန်ထိញညပြီးတော့ဟေးအဲ့ဒီတချင်းကိုအကျဉ်းချင်းអော်ဆူပြီးတော့အားရပါရရေလိုက်ကလိုက်လုံနေတာကွာကြတော့အောက်ကလူတွေကပါတချင်းကိုအလွတ်ရကုန်ပြီးတော့ဝိုင်းဆိုကြကကြပါလေရောလာကွာ အံ့ဩစရာပဲကွာတယောက်တယောက်ကိုမရဘူးဆိုရင်တော့ငွေစိတ်30လောက်တော့ရကြတယ်ကွာအရိခက်ကငွေစိတ်30ဆိုတာနည်းနည်းနှောနှောမှမဟုတ်တာကွာစံတအိတ်လောက်တော့ဝယ်လို့ရတယ်မောင်ရဲကလို့လဲဝါရောအဲ့လူကြီးကတတိုင်းပေါ်ကနေခုံဆင်းပြီးတော့ဟိုဝေတော်လန်လေးတိုင်းဘသူ့အမနှုတ်မဆက်ပဲနဲ့ပြန်သွားလေရောကွာလိုက်ကြဆိုဟိအောင်နေအဲ့ဒီချိန်မှာပဲဒီပါချက်ချင်းအချက်ပေးလိုက်ပြီးတော့ ဒီဘက်လမ်းကနေဥဆောင်ပြီးခေါ်သွားတယ်တို့သုံးယောက်ကလည်းဂမူးရှုတို့နဲ့လိုက်ချသွားတယ်ဆိုပါတော့ကွာအမှန်ဖြက်လန်းအနေလိုက်ကြတာကွာမိနစ်20လောက်လဲကြာအောင်ဟိုဖိုးကြီးကိုတွေ့ရရောကွာငါပြောသည့်တပည့်ကိုထုတ်ပြီးတော့တလုံးပြီးတလုံးအခွန်နွားပြီးတော့စားနေတာကွာဒါ ਉਹ တို့အစုကချောင်းကျင်နဲ့မြင်နေရတယ်ဘာလုံးလို့လဲဒီပိုင်းဘာလို့ရမှလဲမိုက်ခဲရအဲ့ဒီလူကြီးရဲ့လွယ်ရည်ထဲမှာပတ်စံနေအများကြီးရှိနိုင်တယ်ကွာရှိလို့လဲဒီလိုအသက်လွတ်လာကျဲတာပေါ့ကွာဟာဟုတ်ပါမလားကွာအခုလောက်ဆိုရင်ကုံရောပေါ့ကွာ ုံတယ်လို့မင်းဘာသူပြောလဲဟိုအဲအဲ့ဒါတော့ကွာမင်းတို့အားလုံးနားထောင်ကွာငါတို့ဒီလူကြီးရဲ့လွယ်ကိုဝင်လူကြမယ်မရလို့ရှိရင်ဝိုင်းရိုက်ကွာအလွယ်နဲ့မရလို့ရှိရင်တော့ထုံးစံတိုင်းပေါ့ကွာအဓိကတော့လွယ်နှလုံးရလို့ရှိရင်တော်ပြီကွာကြိုက်စကြစို့ကျုပ်လန့်သွားတယ်ဗျာပြောရလို့ရှိရင်ကျုပ်လည်းလူစိုးလူသွန်တယောက်ပါဒါပေမဲ့ဒီလူကြီးတော့သူတော်ကောင်းကြီးတယောက်ဖြစ်ကျုပ်ကနားလေထားတာဗျာကြည်စံမအောင်ကွာ ဘဲရွာသားဘဲတထေးတကြွယ်မှာမကျဲနိုင်မလူနိုင်တဲ့ပတ်စံတွေကိုဘဲရမှန်မသိတဲ့လူစိမ့်တအုပ်ကတရာပေါက်စွာနဲ့လာကျဲတာကိုကျုပ်တို့ကအန္တရာယ်ပြုရမတယ်လားခတ်တာဒီပါ ဒီကောင်ကလူတစွတ်ထိုးလူမိုက်ပြီးတော့ကျုပ်တို့အဖွဲ့ရဲ့ခေါင်းဆောင်ပဲ။ तू ကသူ့စကားနားမထောင်ရင်လည်းဒုက္ခတော်တော်ပေးတတ်တဲ့ကောင်။ကျုပ်ကန့်ကွက်နိုင်စွာလည်းမရှိပါဘူး။အဲ့လိုနဲ့ပဲကျုပ်တို့၄ယောက်ကလည်းတစ်ကပြင်းပေါ်မှာထိုင်နေတဲ့လူကြီးကိုဒုတ်ကိုစီကင်ပြီးတော့ဝိုင်းရိုက်လိုက်ကြတယ်။ကျုပ်တို့ရဲ့အသွင်တရံကိုမြင်နေဆိုရင်ပဲလူကြီးကစားလက်စားငပြောကုန်ကိုလွန့်ပစ်လိုက်ပြီးတော့ဘာလို့ရှိလို့လဲလူလေးတို့ရဲ့ကျုပ်တို့လိုချင်တာခမားရဲ့လွယ်အိတ်နှလုံးပဲဖိုးကြီး။ဟေးလွယ်အိတ်နှလုံးဟုတ်လား။ဘာဘာလုပ်ဖို့များလဲကွယ်။စကားမရှိနဲ့။ပေးမှလားမပေးဘူးလား။မပေးနိုင်ဘူးဟေး။ ဒါကကျုပ်ရဲ့ကိုယ်ပိုင်ဥစ္စာပဲမပေးနိုင်ဘူးမပေးနိုင်ဘူးဟာပြောနေကြတယ်ကွာဟိအောင်နေဝိုင်းချကွာသူတို့သုံးယောက်ဟာလည်းလူကြီးရဲ့ကြော်လက်ပြင်နဲ့ဥကောင်ခြေလက်တွေကိုလက်ထဲမှာပါလာတဲ့ထုတ်တွေနဲ့ဝိုင်းရိုက်လိုက်ကြတာအဲ့ဒီလူကြီးကလည်းတိတ်မကြခင်မှာပဲမြေကြီးပေါ်မှာလူလွန်ပြီးအော်ဟစ်နေရရှာတယ်အဲ့ဒီမှာနေမဲ့ဒီပါဆလွယ်တိုင်းထားတဲ့လွယ်ကြီးနှလုံးကိုပတ်ဝန်းကျင်မမြင်ခင်အ мян ဖြုတ်ပြီးတော့တော်လန်တိုင်းထွက်ပြေးသွားတယ်မိုက်ခဲရဲ့စိန်ကြီးရဲ့လည်းနောက်ကနေအပြေးလိုက်သွားကြတယ် ကျုပ်လည်းကြောက်ကြောက်နဲ့ပြေးလိုက်သွားရဲဆိုပါတော့အဲဒီချိန်မှာပဲဟူသုံးကောင်ဘယ်ရောက်သွားမှမသိရတော့ကျုပ်လည်းအဲဒီချိန်မှာသူတို့နောက်ကိုပဲလိုက်သွားရင်ကောင်းမလားလူကြီးကိုတောင်းမှန်ရင်လည်းပြုစုပေးရရင်ကောင်းမလားချီတုံချတုံစဉ်းစားနေရနေမထူးပါဘူးကွာဒီဘိုးကြီးမှာအပြစ်မရှိဘူးငါသွားပြီးတော့ကူညီမယ်ဆိုပြီးတော့အဲ့ဒီဘိုးကြီးရှိအောင်ပြေးလာခဲ့လိုက်တယ်အဲ့ဒီလူကြီးကတော့သွေးတွေပေလူးပြီးတော့တနားစပွဲဘဲညာလူးလိမ့်နေရှာတယ်ကျုပ်ရင်ထဲမှာလူကြီးရဲ့တနားစရာအပြစ်မဲ့တဲ့မြင်ကွင်းကိုမြင်ရပြီးတော့စိတ်ထိခိုက်ခဲ့ရတယ်အဘအဘထားနိုင်လားဟဲ့အာ အာနာလိုက်တာကွာကျွန်တော်ကျွန်တော်ကူညီပေးမယ်နော်ပါကျုပ်ကလည်းရေအိုးစင်ကရေတစ်ခွက်ခတ်ပြီးတော့ကြာနေတဲ့အဘရဲ့မျက်နှာတုပ်ပေါ်ပါအောင်ရေစွတ်ပြီးတော့ခပ်ဖွားဖွားလေးတန့်စင်ပေးလိုက်တယ်မကြခင်မှာပဲအဘကနေသားထိုင်သာရှိလာခဲ့တယ်အဘအဖကောင်းသွားပြီလားဗျာအေးကွာထနိုင်ထိုင်နိုင်ပါပြီတော်တော်မိုက်တဲ့လူမိုက်တွေပဲကွယ်ဒါနဲ့တားနာမယ်ကဘသူလဲကွယ်မောင်ကြီးလို့ခေါ်ပါတယ်ပါမောင်အောင်ကြီးအေးကွယ်အေးကွယ်အေးကွယ်နေတော့ရောမောင်ကြီးဟာဒီကြိုက်ရွာမှာပါပဲခင်ဗျာ ငါသာဟိုလူမိုက်တွေနဲ့တိလားဟုတ်ဟုတ်ကဲ့တိတိပါရယ်ခင်ဗျာဟေးလူမိုက်တွေလူမိုက်တွေဒုက္ခရောက်ကြတော့မယ်ကွယ်အာအေးလေကန်စီမန်ယာအတိုင်းပဲဖြစ်ကြရတဲ့ကိုသားရယ်ကဲကဲအဘသွားတော့မယ်ကွယ်အဘအဘကဘမနေရလဲဗျာဩအေးအေး အဘလားအဘနေရအနှံ့ပြလျှောက်သွားနေရတာပဲတာရဲ့အဘဟိုဟိုလေးတတို့မှာအပြစ်ရှိလို့ရှင် ခွင့်လွပါနော်ဘာတာကြော့ပြီးတော့တောင်းပန်ပါလေဘာရဲ့ကျုပ်ကအဲ့လိုမျိုးပြောပြီးတော့အဘလူဒူးဆန်းရဲ့ခြေစုံဥခိုက်ပြီးတော့ကြော့လိုက်တယ်ဆိုရင်ပဲတာဒုတာဒုတာဒုကွယ်လူလေးမောင်ကြီးခမရပါဒီလူစုကြီးထဲမှာငါသားသူတော်ကောင်းလေးပဲဟိုကွယ်ဘာလို့သူတို့နဲ့ရောပြီးတော့မိုက်တွင်းနဲ့ချင်နေရလဲတာရဲ့ခမရ အဘာတိပါလေကွယ်လူကောင်းစိတ်ကောင်းရှိသူတွေကိုဖျားမပါလိမ့်မယ်တားရယ်ဒါကြောင့်ရက်တဲ့ကြငါတင်တင်နဲ့ငါကြောင်စာကြံနဲ့ငါဖျားကယ်လိမ့်မယ်ဆိုတဲ့တပောင်ဆိုခဲ့တကူကွယ်ဂိုင်ဂိုင်ဂိုင် ငါသားသူတော်ကောင်းလေးကိုအဘချီးမြှင့်ခဲ့မယ်ကွယ်မင်းအိတ်ထဲမှာဘာပါတယ်လဲပြောစမ်းကွယ်ဒါနဲ့ပဲကျုပ်ကအိတ်ထောင်ထဲကိုလက်နိုက်ဆန်းကြည့်လိုက်တော့မက်ဆေ့တစ်စီရလိုက်တယ်အဲ့ဒီမက်ဆေ့ကိုအဘထံမှာဖြတ်ပြီးတော့ပြလိုက်တော့အဘကမက်ဆေ့ကိုလမ်းယူလိုက်ပြီးတော့သူ့ဘယ်ဘက်လက်ဖွားပေါ်တင်လိုက်တယ်ပြီးတော့နေထွက်ရာရက်ကိုမျက်နှာမူလိုက်ပြီးတော့ဂါထာတစ်ပုဒ်ကိုနှုတ်ကယွတ်လို့သူ့ညာဘက်လက်ဖွားနဲ့မက်ဆေ့ကိုတုံးကျင်ရိုက်ချလိုက်တယ်ရော့လူကလေး ဟောရီမက်ဆေကိုတည်တည်ချာချာတင်ထားကွယ်အနာယောဂဖြစ်လို့ရှိရင် ရေစိမ့်တော့ပယောဂဝင်လို့ရှိရင်မက်ဆေကိုရေစိမ့်ပြီးတော့တိုက် ဖြန်းပေးလိုက်ရတနာ သုံးပါးကိုစီကတ်ကွယ်နော်ကျွဲသားနွားသားကိုရှောင်ပါသူတော်ကောင်းတွေအပြစ်မဲ့တဲ့သူတွေကိုမပြစ်မားနဲ့ကြားလာကွယ်ကံ၅ပါးကိုတော့လုံအောင်ထိန်ကွယ်ငါသားအနေရဲ့ကင်းပြီးတော့တနစ်ကြီးပွားချမ်းသာလိမ့်မယ်ကွယ်ကဲကဲကဲအဘသွားပြီနော်အဘ ဟိုဟိုဟိုကိစ္စလေးရဲရဲအဘမတိုင်မအောင်ကွယ်ဒါလဲဒါနလို့ပဲမှတ်လိုက်ပါတယ်ကန်ကန်သွားပြီကွယ်ပြောရင်းဆိုရင်အဲ့ဒီအဘဖုတ်ဖက်ခါပြီးတော့လူကောင်းတယောက်အတွင်တိုင်းဟိုအရှိစူးစူးဟာကတ္တရာလန်းရှိရာကိုတချင်းလေးអော်ဆိုပြီးတော့ထွက်သွားတာကျုပ်ကတော့အဘမန်းမုတ်ပေးထားတဲ့မက်ဆေ့ကလေးကိုကြစ်ကြစ်ပအောင်စုပ်ကန်ရင်းနဲ့ငေးမောပြီးတော့ကြံရစ်ခဲ့တာပေါ့အောင်းကြီးအောင်းကြီးမြင်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 လာပါအောင်ဟာအတန်ကြားလို့ကျုပ်လက်ကြည့်လိုက်တော့စိန်ကြီးပါမျက်နှာကလည်းထိတ်လန့်စိုးရိမ်နေတဲ့အတွင်နဲ့ မောကြီးဟိုက်ကြီးဖြစ်ပြီးတော့စကားတောင်ကောင်းကောင်းမပြောနိုင်ရှာဘူးအဝတ်စားတွေကလည်းချွေးတွေဆူရွှဲပြီးတော့ပစိုးအောင်နားစားကလည်းကွဲနေစိမ့်မင်းဘာဖြစ်လာလို့လဲကွာလာပါကွာနောက်မှမေးပါကွာဟိုမှာဟိုမှာဒီပါနဲ့မိုက်ခဲမြင်မြင်လာပါကွာသူ့ရဲ့စကားတောင်မှစိုးအောင်မပြောနိုင်ပါဘူးကျုပ်လက်ကိုအတင်းဆွဲပြီးတော့တော်လန်းလေးကနေရွာသားတွေထင်းကုတ်တဲ့တော်တွေကိုပြေးလိုက်သွားကြတယ်ဟိုဟိုမှာဟိုမှာဒီပါနဲ့မိုက်ခဲ့ ငါငါငါကြောက်တယ်ကွာအောင်ရငါငါငါကြောက်တယ်ကွာရောင်မြင်လဲရတဲ့မြင်ကွင်းဟာစိတ်မသက်တာစရာပါထိတ်လန့်စရာပါမိုက်ခဲနဲ့ဒီပါဟာပြာနန်းနေတဲ့ကိုရောင်နေနဲ့မျက်လုံးနေနှာခေါင်းနေရနေလဲတွေးတွေစီးကြပြီးတော့အသက်မဲ့နေကြပြီကျုပ်အကြီးကျယ်လန့်သွားတာ မြင်လိုက်တာအခြားမဟုတ်ဘူးဒီပါနဲ့မိုက်ခဲရိုးရဲ့အလောင်းကောင်းရင်မှာတော့လက်မောင်းခန်းလောက်ရှိတဲ့နက်ပြောင်ပြောင်ဗပြင်းထောင်နေတဲ့မွေရောက်ကြီးနှစ်ကောင်မြင်လဲရလို့ပဲကျုပ်တို့နှစ်ယောက်မွေရောက်နှစ်ကောင်ကိုကြည့်ပြီးတော့အသားတွေတဆက်ဆက်တုံနေစိန်ကြီးကတော့ကြောက်လန့်ပြီးတော့ပားပြင်ပေါ်မျက်ရည်တွေတောင်စီးကြနေကျုပ်လည်းမကက်ရဲတာနဲ့အသားနောက်ဆုတ်ပြီးတော့အခြေအနေကိုကြည့်နေလိုက်တယ်မွေရောက်နှစ်ကောင်ကလည်းကျုပ်တို့နှစ်ဦးအနက်ကနေစိန်ကြီးကိုမျက်လုံးရဲရဲနဲ့စိုက်ကြည့်နေ ကြာတော့စိန်ကြီးလည်းမနေရတော့ပဲနဲ့ကျုပ်လက်ကိုဆွဲပြီးတော့ရွာထဲကိုပြန်မြေခဲ့ကြတယ်။ကျုပ်လည်းတကြီးရင်ုံသွားအကျိုးအကြောင်းပြောပြပြီးတော့တကြီးဖွဲ့နဲ့တောထဲကိုပြန်လာပြီးတော့လူသေးအလောင်းနှစ်လောင်းကိုရွာသားတွေအကူအညီနဲ့ပြန်တယ်လာခဲ့ကြတယ်။အဲဒီအချိန်မှာတော့မွေကြီးနှစ်ကောင်ကရှိမနေတော့ဘလို့ဖြစ်တာလဲစိန်ကြီးနဲ့အောင်ရ။ကျုပ်ကတော့ကျုပ်သီးတလောက်အပိုင်းကိုပြောပြလိုက်တယ်။ကျန်တဲ့တောထဲကအဖြစ်ပြက်တွေကိုတော့စိန်ကြီးကငိုတန်ပါကြီးနဲ့ဟောရီလိုပြောပြလာတယ်။ ကျုပ်တို့တော့အဲ့လူကြီးစရာလွဲနှလုံးရိုက်လူပြီးတော့တော်တဲ့ကိုပြေးလာခဲ့ကြတာဗျာတော်တဲ့လည်းရောက်ရောဖောင်းနေတဲ့အဲ့ကြီးနှလုံးဒီပါနဲ့မိုက်ခေရအလောတကြီးနဲ့နိုင်ကြည့်လိုက်ကြအဲ့ဒီထဲမှာငွေဆက်ကူတွေနဲ့အဖိုးတဲ့ရတနာရှုပ်ငွေတွေရှိမဲ့ထင်းနဲ့နိုင်လိုက်တဲ့အချိန်မှာပဲနှစ်ဦးစလုံးကအာကနေဆူအော်ပြီးတော့မြေကြီးပေါ်ကိုလဲကြပြီးထွန်းထွန်းလူးနေရမျက်လုံးနဲ့ပါးစပ်တွေတွေကလည်းသွေးတွေစီးထွက်လာပြီးတော့လဲကြတေဆုံးသွားကြတယ်အဲ့ဒီတပြိုင်နက်ထဲမှာပဲလွဲနှလုံးတွေကနေမွေရောက်ကြီးနှစ်ကောင်ထွက်လာတာ ဟာတော်တော်ကိုမိုက်တဲ့ကောင်တွေပဲကွာမင်းတို့တွေအဲ့လိုမျိုးသူတော်ကောင်ကိုသွားပြီးတော့ပြစ်မလို့ကန်ကြီးထိုက်တာကွာဒီပုဂ္ဂိုလ်ကဘလို့ပုဂ္ဂိုလ်ထူးလဲဆိုတာမင်းတို့ငါတို့ကသိရတာမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ကငါတို့ရွာရဲ့ကိုးတော်မြေစီတီထီတင်ပွဲမှာထူးထူးခြားခြားနဲ့ငွေတွေအများကြီးပဲလာရောက်ပြီးတော့ဖြန့်ကျဲလှူဒန်းသွားတယ်ဆိုကြတဲ့ဟာဒါကတောင်းတောင်းပုဂ္ဂိုလ်ထူးမဟုတ်ဘူးကွာပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်လို့သာဒီလိုမျိုးလုံနိုင်တာပေါ့မင်းတို့တော်တော်မိုက်တဲ့ကောင်တွေပဲကွာဒါတော့တော့အမျော်မြင်နေရလားကွာအခုတော့မင်းတို့အာဟုသူနဲ့မင်းတို့ခံကြရရည်ပေါ့ကွာဘယ်သူမှလည်းကယ်လို့မရဘူး ကိုတိုင်နဲ့ကိုကန်ခံကြတော့ကွာဒီပါနဲ့မိုက်ခဲကိုမိသက်ကြိုပြီးတဲ့နောက်နေ့မှာစိန်အင်းတယောက်တွေးနေအံပါလေရောဘယ်ဆရာကမှလည်းကုလို့မရဘူး စိန်အင်းတယောက်လည်းအမလေးတွေရောအဘလေးတွေရောတနေရတယ်စိန်အင်းမိမမက်ခင်အေးမူပါလဲကဲပါယူပါတစားစားနဲ့ကဲပေါင်းကိုအောင်ကြီးရဲ့ဆိုပြီးတော့ငိုကြီးချက်မနဲ့ရင်ဘတ်စီတီးပြီးတော့ရောက်လာတယ်ဒါနဲ့ကျုပ်လည်းအမောတကောနဲ့လိုက်သွားခဲ့ရတယ်စိန်ကြီးစီလည်းရောက်ရောအဲ့ရထဲမှာတွေးတုံတွေးခဲ့တယ်နဲ့မြင်လို့တော့မကောင်းပါဘူးဗျာမျက်ရည်တွေလည်းကျလို့သူ့ရဲ့သမီးလေးနှစ်ယောက်ဆိုလို့ရှိရင်ဖေ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 နဲ့တပြီးတော့ငိုနေရှာတယ်ကျုပ်လည်းမြင်ရောစိန်ကြီးကရှာကြီးတငယ်ကိုငိုပြီးတော့ငါငါတို့မားတဲ့အောင်ရငါ့ကိုကဲပေါင်းတငယ်ကြီးဟာ စိန်ကြီးကငိုလိုက်တွေးတွေအန်လိုက်နဲ့မြျော့မြော့ပဲကြံတော့တယ်တရင်လာမေးကြတဲ့လူတွေကလည်းတိတ်မကြတော့စိန်ကြီးတယောက်တော့ဒီပါတို့မိုက်ခဲတို့နောက်ကိုလိုက်ရတော့မယ်ဆိုပြီးဝေဖန်နေကြတယ်ဒါနဲ့ပဲကြုတ်လဲတစ်ခုကိုသွားပြီးတော့တရိရတယ် အဲ့ဒါတော့အဘစီရင်ပေးခဲ့တဲ့မက်ဆေ့လေးပဲဟုတ်ပြီငါစမ်းတတ်မယ်ဆိုပြီးတော့အိမ်ကိုကြပြကြရနဲ့ပြန်ပြေးဖះရှင်မောကမက်ဆေ့လေးကိုယူပြီးတော့တောက်ရီတစ်ခွက်ခတ်ပြီးရေစိန်လိုက်တယ်ပြီးတော့အာနန္ဒောအာနန္ဒာ၅ပါးကိုအာယုံပြုတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမျက်စီထဲမှာအဘလူထူးစန်းကြီးရဲ့ရုပ်ပုံကဘွားကနေဆိုပေါ်လာတာကိုတွေ့လိုက်ရတယ်ကျုပ်လည်းလက်အုပ်ချီပြီးတော့တစ္ဆာပြုတ်လိုက်တယ်အာနန္ဒောအာနန္ဒာ၅ပါးနဲ့ကျေးဇူးရှင်အဘခမားတာကြီးမှန်တော့တစ္ဆာပြုတ်ပါတယ်ဒီနေ့ဒီချိန်အားစပြီးတော့တေးရီတေးရက်များကိုမတောက်တော့ပါဘူးကျွဲသားနွားသားတွေကိုလည်းမ မစားတော့ပါဘူးမကောင်းမှုဒုစရိုက်များတတ်တဆုံရှောင်ကျင်မှမယ်အပါအီမန်ကန်သောတစ္ဆာစကားတွေကြောင့်၎င်းအပစီရင်ပေးသနာတော်မူခဲ့တဲ့အီမတ်စီရဲ့တကူအာနိသင်အစွမ်းကြောင့်၎င်းတစ်ချိန်တစ်ခါမိုက်မဲပြီးတော့အဘကိုစော်ကားကျွလွန်ခဲ့မိတယ်။ဤတငယ်ချင်းကိုစိန်ကြီးကိုတနာတော်အားဖြင့်ကဲတင်ဆောင်မတော်မူပါကျေးဇူးရှင်အဘခမညာ။အဲဒီလိုတစ္ဆာပြုတ်ပြီးတဲ့နောက်မဆိတ်စိန်ထားတဲ့တောက်ရီကွက်ကိုလူမမာစိန်ကြီးကိုတိုက်လိုက်ပြီးတော့ ဆန်ပြားကနေခြေပြားဒီကိုလည်းအဲ့ဒီ message စိန်ထားတဲ့ရေနဲ့ပဲဖြန်းတောက်ပြီးတော့တတ်ချပေးလိုက်တယ်။မကြာခင်မှာပဲစိန်ကြီးမျက်စိနှလုံးပိတ်ပြီးတော့ငြိမ်သက်သွားခဲ့တယ်။အိမ်သားတွေနဲ့ဆွေမျိုးသားချင်းတွေကစိန်ကြီးအသက်ထွက်သွားပြီဆိုပြီးတော့အော်ဟစ်ပြီးတော့ငိုယိုလိုက်ကြတာကြွကြွကိုညံလို့ပဲ။အဲ့ဒီမှာနေမဲ့ကာလာသားတွေနဲ့လူကြီးတွေကတကြိုရေးကိစ္စတွေဘလို့လုံးရင်ကောင်းမလဲတိုင်မင်နေကြတော့ရှိသေးတယ်။စိန်ကြီးကလူးလွန်ပြီးတော့နိုးလာပါလေရော။တအိမ်သားလုံးတဆွေလုံးတမျိုးလုံးဆိုတာဝမ်းသာလွန်းလို့ငိုကြရေကြပြေးဖက်ကြထခုံကြအံဩကြနဲ့ပေါ့ကွာ။အဲ့ ီးချိန်ကနေစပြီးတော့စိန်ကြီးကလုံးဝသွေးမှန်တော့ဘူးကွာနောက်နေ့ကျတော့ကရော့ပွဲတပွဲပြင်ပြီးတော့ကျေးဇူးရှင်အဖကိုရီမန်းလို့တောင်းမှန်တန်ဖြေလိုက်တယ်အဲဒီလိုနဲ့စိန်ကြီးကနောင်နာတရားရပြီးတော့အသက်90အထိဖျားတရားနဲ့နေသွားခဲ့တယ်ကျုပ်လည်းအဲဒီချိန်ကနေစပြီးတော့အကျွတ်တရားအတိတရားတွေရပြီးတော့တန်မိုးရှိတဲ့အတိတခုတိုးလာခဲ့တယ်ဟောဒီလောကမှာမြင်အပ်မမြင်အပ်တဲ့ပုံကိုယ်သူပုံကိုယ်ဆန်းနေရှိတယ်အဲဒီပုံကိုယ်သူပုံကိုယ်ဆန်းနေဟာလူလောကအတွင်းထဲကိုအချိန်အခါစိုက်လို့ရှင်အသွင်တရံမျိုးမျိုးနဲ့ရောက် က်လာလေးရှိတယ်။အသွင်တရံနှိမ့်ကြမှုကိုကြည့်ပြီးတော့မစော်ကားမရှုတ်ချရအောင်။အချို့ပုံကိုယ်တွေကလူတွေကိုမဆကျင်လို့လာတာရှိတယ်လို့ဆုံးမတွင်တင်သတိပေးကျင်လို့လာတာလည်းရှိတယ်ဆိုတဲ့အသည့်တစ်ခုတိုးလာခဲ့တယ်။အဲဒီချိန်ကနေစပြီးတော့အဘစီရင်ပေးခဲ့တဲ့ထူးဆန်းတဲ့မက်ဆေ့လေးနဲ့ယောဂအမျိုးမျိုးပယောဂအမျိုးမျိုးကိုကူပြီးတော့ ကျုပ်အသက်မွေးဝမ်းကြောင်းခဲ့ရင်လည်းနောက်ဆုံးတိုင်းရင်ဆေးဆရာဘဝဝိဇာတရဆေးဆရာဘဝနဲ့ရက်တည်ပြီးတော့ဘာသာတာသနာအကျိုးကိုပြုလုပ်ရင်းနဲ့နိဗ္ဗာန်စခန်းကျင့်စဉ်ကိုကျင့်ကြံခဲ့တယ်။အခုအဲ့ဒီမက်ဆေ့လေးရှိသေးလားပါ။ကျွန်တော်ကအခုလိုမေးလိုက်တော့အဘဦးအောင်ကြီးကဒီလိုဖြေခဲ့ပါတယ် ကျုပ်ဘဝနေဝင်ခြင်းရနီးလာခဲ့ပြီလေကျုပ်လဲကုသိုလ်ရအောင်စွန့်ကျဲစီရင်ပေးခဲ့တဲ့ကျေးဇူးရှင်အဖလည်းကုသိုလ်ရအောင်ကြိုက်ရင်ဖះရှီဟာရှီဟပေါ်တော်မူစေသည့်ဌာပနာပိတ်ပွဲမှာအဲ့ဒီမက်ဆေ့ကိုဖះဌာပနာပစ္စည်းတစ်ခုအနေနဲ့ကျုပ်လူရန်ထည့်သွင်းလိုက်တဲ့စာရေးဆရာရဲ့ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျစာရေးသူမောင်ညိုမိုင်းတန်လျင်ရေးသားထားတဲ့ထူးဆန်းသောမက်ဆေ့တစ်စိတ်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျမူရင်းရေးသားသူစာရေးဆရာကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်